နေယူဖို့လိုတယ်ဒါအခုသေပညာမှလည်းလေဟိုသေပညာသင်ထားတဲ့เจ้าသားတွေဆရာဝန်ဖြစ်စဆရာမဖြစ်စသေပညာရှင်တွေဟာအဲတမားတော်ကြီးနဲ့လက်တွဲပြီးတော့နောက်ကနေလိုက်ကြရတာဘယ်လိုယူဆတယ်ဘယ်လိုကူးတယ်ဘယ်လိုပြူးတယ်ဆိုတာလိုက်မှတ်တမ်းတင်နေကြအဲ့ဒါကရုသံဝတ္တလို့ခေါ်တယ် ဆရာနဲ့တွဲဖက်ပြီးတော့လုံလုံနေဆရာနဲ့တွဲဖက်ပြီးတော့နေရမယ်ဒါမောဟပြောက်ဖို့အတွက်ချိန်ယူရမယ်ရှင်းပညာမှာချိန်ယူရသလိုတခြားပညာရည်မှာလည်းချိန်ယူရသလိုလူရင်ထဲမှာဖြစ်နေတဲ့မောဟနဲ့ပတ်သက်လို့ရှင်နေချိန်ယူရမယ်တရားပြတဲ့ဆရာနဲ့တွဲဖက်ပြီးတော့ကိုယ့်ရင်နဲ့မရှင်းတာတွေရှင်းအောင်လုပ်ဖို့ဆရာနဲ့အတူတွဲနေဖို့တို့တယ်တဲ့ နံပါတ်1နံပါတ်2ကဥဒိတာဥဒိတာဆိုတာဆရာစီကပညာရည်တွေကိုရှင်နဲ့ရအောင်သင်ယူဖို့လိုတယ်ဆရာနဲ့တူမဲ့နေမဲ့ဒီပညာရည်တွေကိုရှင်နဲ့ရအောင်သင်ဖို့လိုတယ်ရှင်နဲ့ရအောင်သင်တယ်ဆိုတာဘယ်ယောဂဘာကြောင့်ဖြစ်တယ် ဘေယောကတော့ရင်ဘေဆေးပြောက်ဘေဆေးလိုအပ်တယ်ဘေယောဘေဆေးတော့ရင်ဘေယောကပြောက်တယ်သို့တော့ဘေဆေးမှာ side effect တွေဘာတွေရှိတယ်ဘေဆေးက side effect မရှိဘူးဘေဟာကသက်သာစိတ်နိုင်တယ်ဘေဟာကယောဂပူဆိုးနိုင်တယ်ဆိုတော့ဒီမှတ်သားချက်ပညာရက်တွေကိုရှင်တဲ့နှလုံးနဲ့အလွတ်ရနေအောင်လေ့လာရမယ်ဒါဥဒိတာဆိုကုထုံးတွေကိုသိနေရမ ဆိုအဲ့ကုထုံးနေတိမှကုထုံးတိုင်ကိုညံနဲ့ကိုပြန်ကြည့်ပြီးတော့ဒီနေရာပဲကုထုံးကအကောင်းဆုံးလို့ဆိုရင်ဒါတော့ကိုဝညာနဲ့ပြန်စဉ်းစားရမယ်ပေါ့အဲ့ဒါကိုဥဒ္ဒိတာလို့ခေါ်တာဒီဘုရားမြတ်စွာဟောတဲ့တုတ်တန်နေကြည့်ပြီးတော့ဝိပဿနာရှုတယ်ဆိုတာပါရှုရမယ်ရှုရှုရမလားနာရှုရမလားသို့မဟုတ်ယောဂဆရှုရလားနာဆရှုရလား အခြေခံဘယ်အစားမယ်ဆိုတဲ့လမ်းညွှန်ချက်တွေကိုသိအောင်စ조사တာသီဝရီတွေပေါ့ဒါတွေကိုသင်ယူရမယ်လို့ဆိုလိုတယ်ဥဒေသသင်ယူထားတဲ့စာတွေသင်ယူထားတဲ့စာတွေကိုနောက်နံပါတ်3ကဥဒိဋ္ဌဥဒိဋ္ဌပရိပု္ပ္ပစနာသင်ထားတဲ့ 啥白的，没鲜路行，像那翠绿呀，没没面呀，翠绿没面。